မင်္ဂလာပါဒီတစ်ခါချစ်မိတ်ရွှေများကိုဆရာဖူးကျော်စင်ရေးသားထားတဲ့ငွေကြီးတို့ရဲ့အရှင်သခင်ဖြစ်စေဖို့စာအုပ်မှာအခန်းတက်ငွေကြီးတို့ရဲ့အရှင်သခင်အကြောင်းငွေကိုဘလို့ခိုင်းမလဲငွေနှောင့်လိုက်သူတော်တော်များများဟာငွေရဲ့ကြီးကျွန်တီဖြစ်ကုန်ပါတယ်ငွေရဲ့အရှင်သခင်ဖြစ်ဖို့ကိုရည်ညွှန်းရေးသားထားခြင်းဖြစ်ပါတယ် နားထောင်တင့်တဲ့အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာငွေစတဲ့ရှေ့ဆောင်မွေးရင်ဖြင့်လူပေါင်းမှာခွေးတောင်မှမလီညူစာတိနွယ်မှာပင်ငွေစနာရှိဦးမှာဤအချုပ်တန်းဆရာဖြစ်ငွေကြီးသူရဲ့အရှင်သခင် ကျွန်တော်ဟာမုတ်ဆိုးကြီးတယောက်ပါတာကောင်ဒီကိုတော့နဲ့ထဲမှာပင်ပင်မတ်မတ်နဲ့အသက်ဆွန့်ကြိုးပမ်းရှာဖွေပြီးအသက်မူဝင်းကြောင်းပြုနေသူဖြစ်ပါတယ်နေစဉ်တာကောင်ဒီရှာဖွေနေရတဲ့အလုတ်ဟာတကယ်မလွယ်တဲ့အလုတ်တစ်ခုပါတော့လိုက်တဲ့အတွေ့အကြုံရှိတဲ့မုတ်ဆိုးကြီးတွေတောင်မနေကြိုးစားရုန်းကန်ပြီးရှာဖွေနေရပါတယ်အခါတည်းရန်တားကောင်ကမုတ်ဆိုးဖြစ်ပြီးမုတ်ဆိုးကတားကောင်ဖြစ်တတ်ပါတယ် က်လဲခက်ခဲသလိုစွန့်စားမှုတွေလည်းအများကြီးရှိပါတယ်။ကျွန်တော်ဘဝရဲ့နေနေထိုင်လဲပတ်မှုပုံစံကတော့တိတ်မဆန်းလှပါဘူး။နေစဉ်နေ့တိုင်းလက်ဆွဲတော်လေးနဲ့များကိုယူထမင်းတုပ်လေးဆွဲပြီးတောနဲ့ထဲကိုဝင်တဏီကုံတားကောင်ရှာရတဲ့အခါလဲရှိသလိုလက်ဗလာနဲ့ပြန်လာရတဲ့အခါတွေလဲရှိတာပေါ့။တားကောင်ရလာပြန်တော့ ဟင်းစာလုတ်တန်လုတ်ရောင်းချတန်ရောင်းချအချိန်တန်တော့တောနှစ်ထဲပြောင်းဝင်ဒီလိုနဲ့လဲပတ်နေရတဲ့ဘဝကြီးကို ကျွန်တော်ညှင်းညွှန်နေပါပြီကျွန်တော်အရွယ်ရောက်ကလေးကအလုတ်ကိုကျူးကျူးဆဆလုတ်ခဲ့တယ်အခက်ခဲတွေဘလောက်ပဲရှိပါစေကျွန်တော်မမှုပါဘူးအမဲလိုက်ပညာကိုကောင်းစွာသင်ကြားခဲ့ပြီးခွန်နဲ့အားနဲ့လှုပ်ဆောင်ခဲ့တာပါ အခုဆိုရင်အတွေ့အကြုံရှိတဲ့ကျွမ်းကျင်မှုဆိုးကြီးတယောက်ဖြစ်နေပါပြီ။ဒီအဆင့်ရောက်ရင်အရာအားလုံးပြည့်ပြည့်စုံလိမ့်မယ်လို့ထင်ခဲ့တာပါ။တကယ်လက်တွေ့မှာတော့မိသားစုစောင့်ဝင်နေရေးအတွက်ဖတ်ဖတ်မောအောင်လုံးပန်းနေရတာပါ။ဒါတောင်တိတ်အဆင်မပြေပါဘူး။တလောက်ကြိုးစားလုပ်ကင်တာတော့အစဉ်ပြေမှုမရှိတာကိုကျွန်တော်မကျေနပ်ပါဘူးကျွန်တော်အဖိုးနဲ့အဖေလဲဒီလိုပဲ မုဆိုးကြီးဘဝနဲ့တသက်လုံးရှာဖွေရုန်းကန်ပြီးလူလောကကြီးကနေထွက်ခွာသွားတာပါကျွန်တော်ကလည်းဒီလိုပဲရုန်းကန်လှုပ်ရှားပြီးလူဘဝကြီးကနေထွက်ခွာသွားမှာလားဘဝမှာရှင်သန်ရက်တည်နေတာအမဲလိုက်ပြီးရှာဖွေစားတော့နေုံတက်တက်အတွက်ပဲလားကျွန်တော်လေးလေးနက်နက်စဉ်းစားရပါတော့တယ်ရုန်းကန်နေရတဲ့ဘဝကနေ ရုန်းထွက်နိုင်ဖို့အတွက်ပေါ့ဒီအတိုင်းပဲဆက်သွားနေရင်တော့ဒီအတိုင်းပဲ ဆက်သွမ်းနေရပါလိမ့်မယ်ကျွန်တော်ဘဝဒီအတိုင်းပဲဆက်မသွားခြင်းရင်တော့ဒီအတိုင်းဆက်မသွားရင်ပါပဲပြီးတော့ကျွန်တော်ပြောင်းလဲမယ်ကျွန်တော်လှုပ်ရက်တွေပြောင်းလဲမှကျွန်တော်ရက်လက်တွေပြောင်းလဲမယ်ကျွန်တော်ရက်လက်တွေပြောင်းလဲမှကျွန်တော်ဘဝကြီးပြောင်းလဲမှာပေါ့ဥပမာကျွန်တော်မှငွေ30ရှိတယ်အဲ့ဒီ30ကိုကျွန်တော်မနေ့ကြိုးစားရှာဖွေထားရပါတယ်ပျောက်ဆုံးသွားမှာ တခိုးခိုးသွားမှာအလဟတဖြစ်သွားမှာကိုအယံဆိုးရင်ပါတယ်။ဒါကြောင့်လုံယုံစိတ်ချရတဲ့နေရာမှာတေချာတိမ့်ထားရပါတယ်။ဒီငွေတွေကဘဝနဲ့ရင်းပြီးရှာထားရတယ်။ငွေကိုတခုခုဖြစ်မှာဆိုးလို့ဘာမှမလုပ်ဒီအတိုင်းတိမ့်ထားတယ်။ငွေဟာသူ့တန်ဖိုးနဲ့သူရှိပါတယ်။တန်ဖိုးရှိတဲ့ငွေကို စီးပွားရေးရင်းနှီးမြုပ်နှံမှုတခု လှုပ်ထားရမယ်သူကိုပြန်ခိုင်းရမယ်အဲ့ဒါမှအကျိုးအမြတ်ရမှာပါဘာတစ်ခုမှယဉ်နီမှုမလုပ်မိခံတတထဲထဲ့ထားတယ်ဆိုရင်တော့ဘာအကျိုးမှရမှာမဟုတ်ဘူးအချိန်တွေကြာလာတာနဲ့အမျှငွေကလည်းမတူအသက်ကကြီးလာပါတယ်ကိုယ်တိုင်အလုပ်မလုပ်တော့ပဲငွေကိုခိုင်းတတ်အောင်ကြိုးစားရပါမယ်ငွေကိုခိုင်းတတ်ပြီးဆိုရင်တော့ အချိန်ကာလတစ်ခုကြာရင်အဲ့ဒီနေရာကနေအကျိုးအမြတ်တွေထွက်လာပါလိမ့်မယ်။အဲ့ဒီလိုနဲ့စီးပွားရေးတစ်ခုပြီးတစ်ခုရင်းနေရပါလိမ့်မယ်။အကျိုးရလတ်တွေများလာလေလေရင်းနှီးမှုကလည်းနောက်ကနိုင်နေရပါမယ်။လူဘဝလမ်းကအရန်ကိုကြမ်းတမ်းပါတယ်။တခါတလေမှအစဉ်ပြေသလိုတယံတခါတော့ခလုတ်ကတင်းတွေနဲ့တိုက်မိတတ်ပါတယ်။ကိုကဘာလုပ်မလဲ။ ိုလှုပ်တဲ့အလုပ်ကကျွမ်းကျင်ဖို့လိုပါတယ်။စလှုပ်တော့မယ်ဆိုရင်အရင်လိလဆုံစမ်း Okay ကိုနဲ့အဆင်ပြေမှလှုပ်ရှုံရှုံမှုတွေနည်းဖို့ကိုပိုင်နိုင်တဲ့အလုပ်စိတ်ပါတဲ့အလုပ်လှုပ်တာပိုကောင်းပါတယ်။ဒီလိုနဲ့အကျိုးအမြတ်တွေရလိုက်ကုမ္ပဏီတစ်ခုကနေနှစ်ခုနှစ်ခုကနေသုံးခုကုမ္ပဏီတွေအများကြီး ပိုင်ဆိုင်လာပါတော့တယ်။တချို့ကုမ္ပဏီကအကျိုးအမြတ်ရတယ်လို့တချို့ကျတော့ရှုံရှုံမှုတွေများပါတယ်။ကုမ္ပဏီတွေများလာတယ်လို့ပိုင်ဆိုင်မှုတွေကလည်းများလာပါတယ်။ကိုယ်ကိုယ်ပိုင်အချိန်တွေကလည်းပူလာတာမှုအကျိုးရှိတဲ့အလုပ်တွေပရဟိတအလုပ်တွေများများလှုပ်လာနိုင်ပါတယ်။အမြဲတမ်းရုန်းကန်နေတဲ့ဘဝမျိုးတွေကရုန်းထွက်နိုင်ခဲ့တယ်။ကိုရွှေမျိုးတွေကိုလည်း ိုပြီးရှောက်ရှောက်လာနိုင်ပါတယ်ကျွန်တော်ကငွေကိုခိုင်းဖို့မဆုံးဖြတ်ခဲ့ရင်အခုချိန်မှဒီလိုဘဝမျိုးရမှာမဟုတ်ဘူးအခုတော့အဆအဆအရန်ရပြည့်ပြည့်စုံပြီးငွေကိုကို့အတွက်စီခိုင်းတတ်ငွေရဲ့အရှင်တခင်ဖြစ်နေပြီကိုယ့်ရဲ့သားသမီးတွေကိုလည်းငွေရှာနည်းတွေငွေရနိုင်တဲ့လမ်းကြောင်းတွေကိုတင်ပေးနိုင်ခဲ့ပြီအခုတော့မျိုးရိုးစင်ဆက် ကျွဲဝချမ်းသာမှုတွေကိုတဆက်ပြီးတဆက်လက်ဆင့်ကမ်းဖြစ်ခဲ့ပါတော့တယ်ကျွန်တော်တို့တွေဟာမုတ်ဆူလေးလိုမျိုးလက်ရှိအခြေအနေကိုစွန့်ဖို့ဆုံးဖြတ်ရပါလိမ့်မယ်ပရမမုတ်ဆူကြီးလိုမျိုးကိုလုံနေတဲ့အလုတ်ကိုခင်တွယ်နေမယ်ဆွဲလန်းနေမယ်ရုံထပ်ဖို့မကြိုးစားခဲ့ရင်သူ့ငကူမုတ်ဆူအလုတ်ကိုပဲလုံနေရပါလိမ့်မယ်ကျွန်တော်တို့ဟာ လက်ရှိအခြေအနေကိုကျဉ်နှက်နေုံနဲ့မပြီးပါဘူးဒီဘဝကရုံထွက်ဖို့လွတ်မြောက်ဖို့အခွင့်အရေးရရင်ရတယ်လို့ကြိုးစားနေရပါလိမ့်မယ်အမြဲတမ်းလဲအတွေ့ခေါ်တစ်တွေးတုတ်တက်မဲ့နီလန်းကောင်းတွေရှာဖွေနေရပါမယ်နောက်ဆုံးမှာတော့မုတ်ဆိုးလေးဟာကုမ္ပဏီပေါင်းမြောင်များစွာပိုင်ဆိုင်တဲ့တထေးကြီးတစ်ယောက်ဖြစ်သွားပါတော့တယ်ကျေးဇူးပါ